အယက်တာပြည်သူအမျိုးသမီးတူအကိုရိုင်းနေတယ်လို့တိုင်ကြားခံထားရတဲ့နေပြည်တော်တိုင်းစစ်ဌာနစစ်ထောက်အရာရှိရဲဘော်ဒူဝန်ကိုခေါ်ယူဆက်စေမေးမြန်းနေတယ်လို့နေပြည်တော်ပြည်ထက်ကထုတ်ပြန်လာပါတယ်။အဲဒီလိုဆက်စေချက်တွေအရာ ကာကွယ်ရေးဝန်ကြီးဌာနပြည်သူကာကွယ်ရေးတပ်မတော်စစ်ယုံချုပ်ရဲ့လမ်းညွှန်မှုကိုခံယူပြီးဆက်လက်ဆောင်ရွက်တော်မှာဖြစ်တယ်လို့အတည်ပြုထားပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ည9:00နာရီဝန်းကျင်မှာ နေပြည်တော် PDS စစ်ထောက်အရာရှိဘူဒူဝန်နဲ့သူ့ရဲ့စနီးဖြစ်သူစကားများရင်ဖြစ်ရာကနေစနီးရဲ့တငယ်ချင်းဖြစ်သူမတန်နာအောင်ကိုပါဘူဒူဝန်ကရိုက်နေပြီးတနက်နဲ့ချင်းချောက်ခဲ့တာဖြစ်ပါရယ်။တိုင်ကြားခံရသူဘိုဒူဝန်ကမတန်တအောင်ကိုရိုက်နှက်ခြင်းမရှိဘဲဆဲဆူမူတာရှိခဲ့ပြီးတနက်နဲ့ချင်းရွယ်ခြင်းမရှိဘူးလို့ငင်းဆိုခဲ့ပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီးရိုင်းနှဲခံရတဲ့မတ်တန်နာအောင်ကအန်ယူဂျီကာကွယ်ရေးဌာနခရီးနေပြည်ရဲဌာန KSP ကာလာတာပြူဟာနေခရီးနေအမျိုးသမီးအစည်းအရုံး KNWO IEC အမျိုးသမီးနဲ့ကလေးသူငယ်ရေးရာဌာနခရီးနေပြည်တပ်ပေါင်းစုံ CUC အဖွဲ့တို့ကိုတိုင်ကြားထားပါရရှင်။